ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာတော့လိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ယူပါဗီတာ point of view အနေနဲ့ပြောချင်ကျွန်တော်နားလေတဲ့လောက်ဆွေးနွေးပေးခြင်းနေပေါ့နော် wave တော့အများကြီးရှိတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းနေ့စဉ်နဲ့မြ wave တွေနဲ့ကျွန်တော်တို့ကရှင်းတန်နေရတယ်မျိုးလုံးနဲ့မြောင်ပြောမလို့ blue wave တွေရှိလဲဆိုရင်ကျွန်တော်ဒီ water wave တွေပေါ့နော်ရေလိုင်းတွေရှိမယ်နောက်အတန်လိုင်းတွေရှိမယ် electromagnetic wave ပေါ့နော် yes the line line တွေရှိမယ်ဒီ wave တွေကဘလို့လုံးလုံးလဲဘာကြောင့် wave တွေဖြစ်နေရလဲပေါ့ ဆိုတော့ပထမဆုံးဒီ wave နဲ့ပတ်သက်ပြီးတော့ u bar radar ရဲ့ definition ကတော့ဒီ point အမှတ်တစ်ခုကနေပြီးမှအမှတ်တစ်ခုကိုရွှေ့တော့တည်ဆောင်သွားတာဘာတွေတည်ဆောင်သွားလဲဆိုတော့သူက energy တွေတည်ဆောင်သွားတာပေါ့နော်နားလည်ထားမှာကအဲ့ဒီ energy ပဲတည်ဆောင်သွားတာသူ့ရဲ့ particle ကတော့မရွှေ့သွားဘူးသူအဲ့ဒီမှာရှိနေတဲ့နေရာတစ်ခုချင်းစီမှာရှိနေတဲ့ particle ကမရွှေ့သွား Okay ကျွန်တော်တို့တစ်ခုစဉ်းစားကြည့်လိုက်မယ်ကျွန်တော်ရေငိမ့်နေတဲ့ရေပြင်တစ်ခုတည်းကိုကျွန်တော်တို့ကဂဲလုံးလုံးပစ်ချလိုက်မယ်ဂဲလုံးတစ်လုံးပစ်ချလိုက်မယ်ဆိုရင် အဲ့မှာရေမှာလှိုင်းနေထားပါတယ်ဒါကိုအားလုံးမြင်ရမှာပေါ့နော်အဲ့ဒီမှာ physics ရဲ့ကျွန်တော် definition လေးပေါင်းလိုက်မယ်အဲ့ဒီလှိုင်းတွေက energy ရွေ့သွားတာဒါပေမဲ့အဲ့ဒီလှိုင်းတွေထဲမှာ particle တွေမရွေ့ဘူးသူဆိုလိုတဲ့သဘောကဒီရေလှိုင်းတွေဖြစ်သွားတယ်အဲ့ဒီရေလှိုင်းတွေကဒီဂဲလုံးကြားတဲ့ energy တစ်ခုပဲရွေ့သွားတာဒါမဲ့အဲ့ဒီ wave တစ်ခုဂျင်းစီက particle တွေမရွေ့ဘူး ဲ့ဆိုရေးမဆိုဘာပါတီကယ်ရှိမလဲပေါ့နော်ရေးမဆိုရင်ကျွန်တော်တို့ဟိုက်ဒရိုဂျင်နဲ့မော်လီကျူးနှစ်ခုပေါင်းထားတာဆိုတော့အဲ့ဒီမော်လီကျူးတွေအဲ့ဒီပါတီကယ်တွေကမယွေ့ဘူးအကယ်လုံးတစ်လုံးပြစ်ချလိုက်တယ်ဆိုရင်အဲ့ဒီရေးမော်လီကျူးလေးတွေကလှုပ်ပဲလှုပ်သွားတာသူကအပေါ်အပန်တောင်အပန်တောင်လေးပဲလှုပ်သွားလိုက်တာဒီဘက်ကရေးမော်လီကျူးလှုပ်တယ်ဆိုရင်တော့ဘီရဒီရဲ့ energy ကနောက်ထပ်သူ့ရဲ့ never ဘောနော်နီးစက်တဲ့ molecule ရေ molecule ကထပ်ပြီးလှုပ်တယ်အဲ့လိုလှုပ်ရင်လှုပ်ရင်လှုပ်ရင်းနဲ့ပဲလှိုင်းက energy ကရွေ့သွားတာသူ့ရဲ့ particle ကမရွေ့ဘူး ဒါ wave ရဲ့အခြေခံ definition ကိုကျွန်တော်တို့နားလည်သွားပြီဆိုတော့ wave တွေကဘယ်လိုမျိုးစားရရှိလဲဆိုတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးကြည့်တာပေါ့ wave တွေမှာဆိုရင်အဓိကအဖြစ်မျိုးစားနှစ်မျိုးရှိရပေါ့နော်ဂျာကန်ပစ္စည်းတစ်ခုခုလိုတဲ့ wave နဲ့ဂျာကန်ပစ္စည်းမလိုတဲ့ wave ဆိုပြီးတော့နှစ်ခုခွဲလိုက်မယ်ဂျာကန်ပစ္စည်းလိုတဲ့ wave ကိုကျွန်တော်တို့က mechanical wave လို့ခေါ်ပြီးတော့ဒီဂျာကန်ပစ္စည်းမလိုတဲ့ wave ကိုကြတော့ electromagnetic wave လို့ခေါ်တယ်ဆိုတော့ဂျာကန်ပစ္စည်းလိုတဲ့ wave တွေကဘာတွေရှိလဲပေါ့နော်ဘာတွေလဲဆိုတော့ ကျွန်တော်ခုနပြောတဲ့ရေလိုင်းရေလိုင်းဆိုတာဂျာကင်ပစ္စည်းလိုတယ်နောက်တစ်ခုကအတန်လိုင်းအတန်လိုင်းဆိုလည်းဂျာကင်ပစ္စည်းလိုတယ်ဆိုတော့ဒီဂျာကင်ပစ္စည်းတွေမရှိဘူးဆိုရင်တည်ကြတယ်သူတို့ကရွေးရွေးလို့မရဘူးရွေးကြလည်းအကြောင်းမရှိဘူးဆိုတော့လေယာဉ်နယ်ထဲမှာကျွန်တော်စကားပြောလို့ရလားဆိုတော့စကားပြောလို့ရတယ်ဒါပေမဲ့အတန်ကြားမှာမဟုတ်ဘူးဘာလို့လဲဆိုတော့လေယာဉ်နယ်ထဲမှာကျွန်တော်တို့လေမရှိတဲ့အတွက်ဂျာကင်ပစ္စည်းမရှိတဲ့အတွက်ဒီအတန်ရွေးလို့မရဘူးအိုင်းနေမှာတော့ကျွန်တော်တို့ဒီ vertical wave တွေရှိမယ် transverse wave တွေရှိမယ်ပေါ့နော် နောက်တစ်ခုကတော့ longitudinal wave တွေဆိုတာရှိမယ်ဆိုတော့ဒီ vertical wave တွေဆိုတာတော့ဒီကောနပြောလဲရေလှိုင်းနေရှိမယ်ပေါ့နော်ဒီ longitudinal wave ကျောက်ကျွန်တော်အတန်လှိုင်းနေပေါ့နော်သူကဘယ်လိုသွားလဲဆို parallel သွားတာပေါ့ဒါကတော့ဒီလှိုင်းရဲ့ပုံစံလေးပေါ့နောက်တစ်ခု jargon နဲ့မလိုတဲ့ဟာကျတော့ဗာလဲဆိုတော့ electromagnetic wave electric ကျောက် magnetic ဖြစ်တယ် magnetic ကျောက် electric ဖြစ်ပြီးတော့သူကနေသူစင်ပွားပြန့်နှံ့သွားပြီးတော့မှကျွန်တော်လေယာဉ်တွေဟိုပါဖြတ်နိုင်တာပေါ့ပုံဝင်ချက်မှာမြင်နေအလင်းတွေပေါ့ လင်းလေးဆိုရတဲ့ဒါ electromagnetic wave ပဲကျွန်တော်ဒါကျွန်တော်မြင်နိုင်တဲ့ wave line လေးအမှရှိတဲ့ wave တူပေါ့နော်ကျွန်တော်မြင်နိုင်တဲ့အလင်းပါပေါ့နော်ဟိုအမြင့်ဆုံးအမြင့်ဆုံး energy ရှိတဲ့အလင်းက violet violet ပဲပေါ့နော် violet color က energy အမြင့်ဆုံးရှိတယ်အဲ့ထက်ပိုများွားတဲ့ဟာဆိုကျွန်တော်မမြင်တော့အဲ့တော့ကျွန်တော်တို့ဘာလို့ခေါ်လဲဆို ultraviolet လို့ခေါ်တယ် ultraviolet ultraviolet ထဲပိုမြင့်သွားတယ်ဆိုရင်ကျွန်တော်တို့က ့ X-ray လို့ခေါ်တယ်အဲ့လောက်ကြောင့်ကျွန်တော်ဆေးရုံတွေမှာသုံးနေပါတော့အာပုံမြင့်နေဆိုတာဘာကိုပြောချင်တာလဲဆိုတော့ तू ကတိုင်းလျရတဲ့အရန်တိုသွားတယ် frequency အရန်များသွားတာပေါ့နော်အဓိကပြောချင်တာတော့ energy ပို့ပါတာပေါ့ဆိုတော့အဲ့လောက်ကျွန်တော်တို့က X-ray လို့ခေါ်တယ်အဲ့ဒါပုံမြင့်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့က gamma ray တွေဖြစ်သွားမှာပေါ့နော်ကျွန်တော် visible light မှာ energy အနည်းဆုံးအရောင်ကတော့ဘာလဲဆိုတော့ red ပေါ့နော်အနီရောင်ဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီအနီရောင်ထိကိုကျွန်တော်မြင်နိုင်တယ်အဲ့ဒီအနီရောင်ထက် energy နည်းတဲ့ကောင် ဲ့ဒါဆိုရင်ကျွန်တော်ကဘာဖြစ်သွားမလဲဆိုတော့ infrared ဖြစ်သွားမယ်လူတွေကအဲ့ဒါကိုမြင်နိုင်သော်မရှိတော့ဘူးအထူးပြုလုပ်ထားတဲ့ device တွေနဲ့ကြည့်မှပဲကျွန်တော်က infrared ကိုမြင်နိုင်တယ်ဒီ infrared အောက် energy နေဝမယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ microwave တွေဖြစ်သွားမယ် microwave ဆိုတော့ကျွန်တော်တို့ဒီဟိုချက်ပြုတ်နေရမှာသုံးတယ်အခုပေါ့နော်ကျွန်တော်တို့ဒီ video ကိုကြည့်နေတယ်ဒီ video ကဘယ်ကလာလဲဆိုတော့ internet ကလာတယ်ဒီဟာအားလုံးကလည်း microwave တွေပဲအဲ့ဒါပုံနေသွားတာကြတော့ radio wave တွေဖြစ်သွားပါတော့ infrared light နဲ့ပတ်သက်ပြီးဘယ်လိုရှာတွေ့ခဲ့လဲဆိုတာလေးကိုနည်းနည်းလေး share ပေးခြင်းနဲ့ပေါ့နော်အလင်းမှာဘယ်ရောင်တွေပါလဲဆိုတာကိုစပြီးတော့တွေ့ရှိခဲ့တာတော့ newton ဖြစ်တယ်ပေါ့ဒါပေမဲ့ဒီအလင်းကြီးရဲ့အရောင်ကဒါကျွန်တော်တို့မြင်နိုင်တဲ့အရာတိတိလေး visible light ဆိုတာအရင်သိရပေါ့နော်ဒီ electromagnetic spectrum တစ်ခုလုံးနဲ့ရှင်းမယ်ဆိုရင် visible light ဆိုတာအရင်ကိုသိတဲ့ line လေးရလေးမှာရှိတယ်ဒါကျွန်တော်တို့လူသားကြီးမြင်နိုင်တဲ့ကျွန်တော်လူသားရဲ့အရင် limited ဖြစ်တယ်ကျွန်တော်တို့စက်ကြောက်လာရဲမှာဆိုတော့ကျွန်တော်မြင်နိုင်တဲ့အရာဆိုတာနည်းနည်းပဲရှိတယ်အရင် limit ဖြစ်တယ်ပေါ့နော် ဒီ infrared ကိုကြတော့ဘယ်လိုတွေ့လဲဆိုတော့ဒီ William Hassel ပေါ့ William Hassel ကသူကဒီအလင်းတွေရဲ့အပူချိန်ကိုလိုက်တိုင်းတာတိုင်းတိုင်းနဲ့သူကဒီဒီအနီရောင်ကိုတိုင်းပြီးတော့မှအဲ့ဒီအနီရောင်ရဲ့ဘေးနားမှာကျွန်တော်မမြင်နိုင်တဲ့ဟိုမမြင်နိုင်ဘူးပေါ့နော်အဲ့ဒီနေရာပို့ရပူနေဆိုတော့သူကစပြီးတွေ့ရှိတယ်ဆိုတော့ဒီအဲ့ဒီအချိန်မှာမှသူကနာမည်ပေးလိုက်တယ်ပေါ့နော်အဲ့ဒါ infrared ပေါ့ electromagnetic spectrum ကိုပြောမယ်ဆိုရင်တော့အာလူးကြောင်းကြော်လိုပဲပေါ့နော် အာအာလူကိုဗျာဟိုပုံစံမျိုးမျိုးနဲ့ပေါ့နော်ဟိုအချောင်းနေရှိမယ် mesh ပေါ့နော်ဒီ mesh လေးတွေရှိမယ်ပုံစံမျိုးမျိုးနဲ့ကြော်တာပေါ့နောက်ဆုံးတော့သူကအာလူပဲ electromagnetic wave ဆိုတာလည်းအဲ့လိုပဲမအလင်းဆိုတာလည်း electromagnetic wave ပဲဒီ radio wave ဆိုတာလည်း electromagnetic wave တွေပဲခုန infrared ရဲ့သူ့ ဖုန်းတွေမှာပါတဲ့ line တွေကလည်းဒါ electromagnetic wave တွေပဲခုနကပြောတဲ့ကျွန်တော်ဆေးရုံမှာသုံးနေတဲ့ x-ray တွေ gamma ray တွေဒါတွေအားလုံးကလည်း electromagnetic wave တွေပဲ line လေးအပေါ်မူတည်ပြီးတော့အမျိုးမျိုးကွဲထွက်သွားတာပေါ့နော်ကျွန်တော်လူသားတွေမြင်နိုင်တဲ့ဟာနဲ့လူသားတွေမမြင်နိုင်တဲ့ wave တွေနဲ့ဆိုပြီးတော့ကွဲထွက်သွားတယ် electromagnetic wave တွေအားလုံးကအလင်းရဲ့အလင်းနှုန်းနဲ့ပဲသွားတယ်3 into 10 power 8 meter per second အမြန်နှုန်းနဲ့အမြဲသွားတယ်ပေါ့နော် wave ကဒီ line ထိပ်တစ်ခုနဲ့ဒီ line ရဲ့အမြင့်ဆုံးထိပ်ကိုကျွန်တော်တို့က crust လို့ခေါ်တယ် ဆိုတော့ client မြင်သောထွက်ကို crash လို့ခေါ်တယ်အဲ့ဒီ crash ဒီ crash ခုနဲ့ဒီနောက်ထပ်သူ့ရဲ့အနည်းဆုံး crash ခုနဲ့အကွာဝေးကိုကြောင်ကျွန်တော် wave length lambda လို့ခေါ်တယ်ပေါ့နော် second order မှာဖြစ်တဲ့ဒီ line line ပမာဏတစ်ခုကိုကျွန်တော်တို့က frequency လို့သတ်မှတ်တယ်ဒီ line ရဲ့အမြင့်ကို amplitude လို့ခေါ်တယ်ဒီအပေါ်ရောက် crash လို့ခေါ်ပြီးအောက်ကိုကြတော့ trough လို့ခေါ်တယ်ပေါ့နော်ဒါကတော့ line တစ်ခုရဲ့အခြေခံတည်ထားမဲ့ခေါ်ဝေါ်လေးတွေပေါ့နော်သူ line ကလင်းရဲ့အလင်းနဲ့သွားမယ်လင်းလင်းနဲ့သွားမယ်ဆိုရင် तू က lambda နဲလာပြီဆိုရင် lambda တော့ဒီ wavelength နဲလာပြီဆိုရင် frequency ကများလာမယ်ဆိုတော့ gamma မှာဆိုရင် wavelength တွေ wavelength တွေကတစ်ခုနဲ့တစ်ခုအရင်သေးွားတယ်သေးွားပြီးတော့မှသူ့ရဲ့ frequency ကအရင်များလာတယ် frequency များလေလေကျွန်တော်တို့ energy များလေလေပဲ wave တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့တွေကအဆက်အသွယ်ပြီးပြုလုပ်နေကြတယ်ဒီ wave တွေမှာကျွန်တော်တို့ data တွေထည့်ပေးလိုက်တယ်ပေါ့နော်ဒီ space ထဲမှာရှိနေတဲ့လူတယောက်ကိုဆက်သွယ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ radio line တွေပဲဆက်သွယ်ရတယ် radio line တွေရဲ့အလင်းကလည်းကျွန်တော်အလင်းရဲ့အလင်းတွေပဲသွားတာလीဆိုတော့ ကျွန်တော်ကဘာနေပြီးမှလဘောအလင်းရောက်ဖို့ဆိုရင်စက္ကန့်ပိုင်းပဲကြာတယ်ကျွန်တော်တို့ရဲ့စက်ကြောလာတဲ့မှာအမြန်ဆုံးသွားနိုင်တာဆိုတော့အလင်းပဲရှိတယ်ပေါ့ကျွန်တော်တို့လက်ရှိတိထားလောက်တော့လက်ရှိတိထားလောက်တော့အလင်းပဲရှိတယ်ပေါ့နော်အနည်းဆက်ဆုံး Galaxy ကိုဆက်သွယ်လို့မရဘူးလားဆိုတော့ရတယ်ကျွန်တော်တို့အနည်းဆက်ဆုံး Galaxy က Andromeda Galaxy ပေါ့နော် Andromeda Galaxy ကိုကျွန်တော်တို့ဒီ radio line တွေပို့ပြီးတော့ဆက်သွယ်လို့မရဘူးလားဆိုတော့ရတယ်အသွားတစ်ခုတည်းမှာ light year 1 million လောက်ကြာမှာအမေတော့ one way ပဲလေ ဲ့ဒီကနေသူတို့ပြန်လာဖို့အတွက် wave တွေက wave ကဲ line အလင်းနှစ်တွေကအများကြီးအော်အချိန်ကြီးအများကြီးပြေးအောင်ပါဘောနော်ဆိုတော့ theory ရတော့လို့ဖြစ်နိုင်တယ်ဘောနော်ပြောလို့အလင်းတက်မြန်တဲ့ line နေနဲ့ပို့ရင်တော့ပို့ပြီးမြန်သွားမှာပေါ့ဒါမဲ့ကျွန်တော်တို့ဘူးချိန်ကြီးတော့လုံးသိပ်ပံကနားလည်ဖို့ခဲရင်းနေတာတခုရှိတယ်အဲ့ဒါတော့ဗာလဲဆိုတော့ brain wave တွေပဲဘောနော်အုံနောက်ကထွက်တဲ့ line တွေပဲအုံနောက်ကထွက်တဲ့ line တွေကကျွန်တော်တို့ရဲ့အသိစိတ်နဲ့ဘယ်လိုဆက်ဆက်မှုရှိလဲဆိုတာကို အခုချိန်ကြီးကိုအပြည့်ပြည့်ဝဝနားမလည်သေးဘူးเนาะနောက်ပြီးတော့ gravitational wave တွေရှိတယ်ပေါ့เนาะဒါတွေအားလုံးကကျွန်တော် science ကနေပြီးမှလေ့လာဖို့လိုအပ်တဲ့ wave တွေတခုဖြစ်တယ်ပေါ့เนาะနောက် wave တစ်ခုကရှိတယ်ဒါမဲ့ဟို audience တွေတိမလားတော့မသိဘူးအလင်းထက်ကိုမြန်တဲ့ wave ဆိုတာရှိတယ်လို့ပြောတယ်အတွေးကောတခုတက်တက်ပဲရှိသေးတယ်တကယ်လို့ဟိုဒီ audience တွေကအဲ့ဒီ wave ကြောင်းသိမယ်ဆိုရင်ကျွန်တော် comment မှာရေးခဲ့ပြလို့ရပါတယ်ဒီနေ့ video တွေကတော့ဒီလောက်ပါပဲကျွန်တော် video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်